မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ဇွန်လလ2ရက်နေ့နေ့လယ်ပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ်သတင်းကတော့ရှမ်းပြည်နယ်မြောက်ပိုင်းမှာအခု1027ဆက်စင်ရေးဒုတိယလိုင်းအတွင်းမှာအရှိမြောက်တိုင်းစစ်ဌာနချုပ်ရမခလောက်ခန့်တများအနေနဲ့လက်နက်ချညံခံမှုများမဖြစ်စေရေးအတွက်အနီးကပ်ကြီးကြပ်ဆောင်ရွက်ရန်စစ်ကောင်စီကညွှန်ကြားထားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် 10276ရေးရဲ့ပထမလိုင်းအတွင်းမှာလောက်ကင်ဒါကစားအပါဝင်စစ်ကောင်စီတပ်ကဘုံမှုချုပ်6ဦးအပါဝင်အရာရှိတဲ့စစ်သည်4000ကျော်လက်နက်ချညံ့ခံမှုများဖြစ်ပွားခဲ့တဲ့အတွက်အခု10276ရေးဒုတိယလိုင်းမှာအခုလိုမျိုးတရင်အလိုက်ဘူဟာအလိုက်လက်နက်ချညံ့ခံမှုများလုံးဝလုံးဝမဖြစ်စေရေးအတွက်အနီးကပ်ကြီးကြပ်ရန်ညွှန်ကြားထားခြင်းဖြစ်တယ်လို့သိရပါတယ်လက်ရှိမှာရမခစစ်ဌာနချုပ်လက်အောက်ခံတရင်တပ်ဖွဲ့များမှာ တိုက်ရဲမှုများကလက်နက်ချအညံ့ခံခြင်းထွက်ပြေးခြင်းများလှုံ့ဆော်ပါကဖမ်းမိရင်ဥပဒေအရအေးအေးယူမှာမဟုတ်ပဲ တခါတည်းပြစ်တတ်မယ်လို့ချိန်ချောက်မှုများရှိနေကြောင်းသိရပါတယ်။စစ်ရုံးဘက်ကလန်နချအញ្ញံခံမှုတွေမဖြစ်အောင်အနီးကပ်ကြီးကြပ်ဖို့ပဲညွှန်ကြားတာ။အောက်ခြေမှာတော့တရင်မှုတွေနဲ့အရာရှိတွေကစစ်တီတွေကိုလန်နချရင်ထွက်ပြေးရင်ပြစ်တတ်မယ်ဆိုတာမျိုးချိန်ချောက်မှုတွေဖြစ်နေပါတယ်လို့နာရှုအခြေဆိုင်ရမခစစ်ဌာနချုပ်သတင်းအရေးမြေကပြောဆိုထားပါတယ်။ဒါ့အပြင်စစ်ကောင်စီကအရှိမြောက်တိုင်းစစ်ဌာနချုပ်လက်အောက်ခံတိုက်မှုများအရာရှိကြီးများရဲ့ကိုရေးရာဇဝင်များနဲ့ ဆွေမျိုးများရဲ့ဆိုင်ရင်များကိုလည်းထပ်မံပြုစုပေးရန်ညွှန်ကြားထားပြီးတော့အကယ်၍လက်နက်ချမှုထွက်ပြေးမှုများဖြစ်ပွားခဲ့ရင်ဆွေမျိုးများအထိပါဖမ်းဆီးအရေးယူခံရမယ်လို့တတိပိတ်ညွှန်ကြားမှုများလည်းရှိနေကြောင်းသိရပါတယ်။အခုနှစ်ဇန်နဝါရီလ၄ရက်နေ့ကလောက်ကင်ကစစ်တီနဲ့တပ်မိသားစုဝင်၄000ကျော် MNDA ထံမှလက်နက်ချအငြင်းခံမှုအတွက်အဓိကတာဝန်ရှိသူလို့သတ်မှတ်ခံထားရတယ်။လောက်ကင်ဒါကဆလောက်ကင်ဒေတာအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဘုံမှုချုပ်ထွန်းထွန်းမြေလောက်ကင်ဒါကဆမှုဘုံမှုချုပ်မိုးကျော်သူ တမ55တမမှုဘုံမှုချုပ်ဇော်မျိုးဝင်းတို့ကိုနိုင်ငံတော်ပုံကံမှုအမိတ်မနာကံမှုတာဝန်မချေပြုံမှုတို့အပါဝင်တမတော်အုပ်ဝရေများပုံမှန်များစွာနဲ့ပေဒံပြစ်ဒဏ်များကိုစစ်ခုံရုံးကချမှတ်ခဲ့တယ်လို့သိရပါတယ်။ဒါအပြင်အခြားဘုံမှုချုပ်3ဦးဖြစ်ကြတယ်။စကခ76တမမှုဘုံမှုချုပ်တော်စင်ဦးစကခ7စကခမှုဘုံမှုချုပ်အောင်စော်လင်း စကခဆက်လေးစကခမှုဘုံမှုချုပ်အေမင်းဥတို့ကိုတာဝန်မကျေပြွန်မှုအထက်မိတ်မနာခံမှု ပုံကတ်မှုများနဲ့တတတကြုံပြတဲ့များကို၎င်းလောက်ကင်ကဘုံမှုကြီးအဆက်အယားရှိ6ဥတို့ကိုလည်းထောင်ဒဏ်20စစ်ခုံရုံးကချမှတ်ခဲ့ကြောင်းတရင်ရရှိပါတယ်ခင်ဗျာ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့မန္တလေးတိုင်းပြည်ဦးလွေမြို့ပြင်ပတ်ပတ်လည်မှာစစ်ကောင်စီတပ်ကတိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲနဲ့လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်တမ်းများ drone နဲ့ဘုံကျဲမှုများကိုလှုပ်ဆောင်နေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇွန်လ1ရက်နေ့ည7:00နာရီအချိန်ကစတင်ပြီးတော့ပြည်ဦးလွေမြို့နမ်ကတ်ရွာဘက်ချမ်းမှာပစ်ခတ်တမ်းများဇက်တိုက်ကြားနေရပြီးတော့စစ်ကောင်စီတပ်ကလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။စစ်တပ်ကတော့ DSA အတွင်းထဲကလည်းလက်နက်ကြီးများနဲ့ပစ်ခတ်နေတယ်လို့သိရပါတယ်။ ိုက်ပွဲမဖြစ်ဘဲနဲ့လိုက်ပြစ်နေတာပြူစောထီးလေးပြောတာကတော့လေးကျင်ပြီးတော့ပြစ်နေတယ်လို့ပြောတယ်ဇူလိုင်လ၁ရက်နေ့ည၈နာရီခန့်ကပြစ်နေတာည10နာရီကျော်အထိပဲသူတို့ပြစ်နေတာကအရင်ပြင်းလွင်ကိုရှော့တိုက်ဒုံးနဲ့ပြစ်ခဲ့တဲ့ရွာရီနားကိုပြစ်နေတာလက်နက်ငယ်တန်းဇက်တိုက်နဲ့လက်နက်ကြီးတန်းခုနှစ်ခါလောက်ချားလိုက်ရတယ်အခုထိတော့လက်နက်ကြီးတန်း10မိနစ်ကိုတစ်ချိန်လောက်ချားနေရတယ်လို့ဒေသခံပြည်သူတို့ကပြောဆိုထားပါတယ်အလားတူပဲပြင်းလွင်မြို့ပြင်ဝဝအနီးနားမှာလဲစစ်ကောင်စီတပ်ကပြစ်ခတ်မှုများဒရုန်းနဲ့ဗုံးကျဲမှုများကိုညပိုင်းကလှုပ်ဆောင်နေတယ်လို့သိရပါဗျ။ အကြမ်းဖက်စစ်ကောင်စီကပြည်ဦးလွင်မြို့မှာလုံခြုံရေးတိုးမြှင့်ထားတဲ့အပြင်အခုရက်ပိုင်းအတွင်းမန္တလေးကပြည်သူစစ်များစစ်မှုထမ်းတင်တန်းအပတ်စဉ်တစ်ဆင်းများကိုထောင်ချီခေါ်ယူထားတဲ့အပြင်ပြည်ဦးလွင်မြို့ပေါ်မှာရှိတဲ့ပြူစောထိပ်များကိုလည်းလက်နက်များထုတ်ပေးထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်ကောင်စီကဖမ်းဆီးစစ်ဆေးနေတဲ့အလဲပိုင်းတိုင်းတိုင်းမှု ဗိုလ်ချုပ်ကြီးခိုင်နေရမှာပြည်ကံဒေတာတိုင်းစစ်ဌာနချုပ်တိုင်းမူဗိုလ်ချုပ်အောင်ခိုင်ဝင်းကိုအစားထိုးခန့်အပ်လိုက်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အလဲပိုင်းတိုင်းတိုင်းမူဗိုလ်ချုပ်ကြီးခိုင်ဖမ်းဆီးစစ်ဆေးခံရတဲ့အချိန်မှာတပ်တွင်းအပြောင်းရွှေ့ထပ်မံလုံဆောင်ခဲ့ခြင်းဖြစ်တယ်လို့သိရပါတယ်။အလဲပိုင်းတိုင်းတိုင်းမူအဖြစ်နဲ့အစားထိုးခန့်အပ်လိုက်တဲ့ဗိုလ်ချုပ်အောင်ခိုင်ဝင်းဟာလည်းမင်းအောင်လိုင်းရဲ့အားကိုယုံကြည်ရတဲ့လက်ယုံလက်ဖြစ်တယ်လို့သိရပါတယ်။ဗိုလ်ချုပ်အောင်ခိုင်ဝင်းနဲ့တိုက်ရိုက်လဲလှယ်တာ တချို့တက်တွင်းသတင်းအရေးမြစ်တွေအရာအလဲပိုင်းတိုင်းနဲ့တရိကန်တိုင်းဒဲချင်းတယ်လို့ပြောပေမဲ့ကျွန်တော်တို့တက်တွင်းသတင်းအရေးမြစ်ကတော့ဗိုလ်ချုပ်ကြီးခိုင်ဟာလုံးဝပြုတ်တယ်ဆိုတဲ့အနေထားပဲဒါမှမဟုတ်ရင်စုံစမ်းစစ်ဆေးရေးခုံရုံးနဲ့စစ်ဆေးခံရတဲ့ပြစ်မှုထင်ရှားရင်စစ်တရားရုံးနဲ့ပြစ်ဒဏ်ချမှတ်ပြီးတော့စစ်ဆေးသွားမယ်လို့သိရတယ်လို့ CDM ဗိုလ်ကြီးဇင်ရောကပြောဆိုထားပါတယ်အလဲပိုင်းတိုင်းစစ်ဌာနချုပ်နေရာမှာမရရလေးချောင်းရံကာကွယ်ရေးတပ်အပါအဝင်စီးနေတိုက်ခိုက်ခံရခြင်း ပြင်းလွင်နာအထီကိုမဟာမိတ်တပ်များကချင်းကပ်လာတဲ့သဘောရှိပြီးတော့မင်းအောင်လှိုင်ကသူယုံကြည်အားကိုးရတဲ့သူကိုဖရီကန်တိုင်းကနေပြီးတော့အလဲပိုင်းတိုင်းကိုပြောင်းပြီးတော့တာဝန်ပေးရချင်းဖြစ်တယ်လို့သိရပါဗယ်။နေဆက်ကုံသွဲစီးစစ်မှုနဲ့ပတ်သက်ပြီးတော့အရေးပါတဲ့ဖရီကန်တိုင်းအတွက်တိုင်းမှုအသည့်ဘသူကိုခန့်အပ်မယ်ဆိုတာကိုတော့ဆက်လက်ပြီးတော့စောင့်ကြည့်ရမယ်အခြေအနေဖြစ်တယ်လို့စီဒီအမ်ဘူကြီးဇေယောထံကသိရပါဗယ်။အလဲပိုင်းတိုင်းမှုဘူချုပ်ကြီးခိုင်ဟာစစ်ကောင်စီက ဇော်လ19ရက်နေ့ကဝင်းနေမီတာယုံကျောင်းလိုက်ဆေးရတော်ကိုပြစ်တက်ခဲ့တဲ့ဖြစ်စဉ်မှာမျက်မြင်သက်သေကံ30ဆေးရတော်ကြီးကိုနန်းတွင်းထဲကိုခေါ်ယူပြီးတော့စစ်ဆေးမှုများအချိန်ကြိမ်လှုပ်ဆောင်ခဲ့ကြောင်းကိုဆေးရတော်ကြီးကမိတ်ဆွေခဲ့တဲ့သူဖြစ်ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့ရခိုင်ပြည်နယ်မြောင်းဦးတိုက်ပွဲမှာတေဆုံးခဲ့တယ်လို့သတင်းထွက်ခဲ့တယ်။တပ်မဆက်တဲ့တပ်မမှုဘုံမူးကြီးမင်းမင်းထုံးဟာတေဆုံးခြင်းမရှိဘဲတရုတ်မြန်မာနယ်စပ်မှာထွက်ပြေးနိုင်ခဲ့ပြီးတော့တပ်ကိုလည်းပြန်လည်သတင်းမပို့ဘဲနဲ့တိတ်ရှောက်ရရှိတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။၂၀၂၄ခုနှစ်ဖေဖော်ဝါရီလ9ရက်နေ့မြောင်းဦးခမာယ3000ကို အေအေကတိုက်ခိုက်သိမ်းပိုက်တဲ့အချိန်မှာတက်မဆက်တဲ့တက်မမှုဘုံမူးကြီးမင်းမင်းထုံးကိုအသေးဖမ်းဆီးနိုင်ခဲ့တယ်လို့အေအေကသတင်းထုတ်ပြန်ခဲ့ပါတယ်ဒါပေမဲ့အခု9လကျော်လာတဲ့အချိန်မှာတက်မဆက်တဲ့တက်မမှုဘုံမူးကြီးမင်းမင်းထုံးဟာသေဆုံးခြင်းမရှိဘဲနဲ့ထွက်ပြေးတိမ်းရှောင်ခဲ့ရတာနေပြီးတော့နောက်ဆုံးမှာတရုတ်မြန်မာနယ်စပ်ကိုရောက်ရှိနေတယ်လို့သိရပါတယ်တက်ကိုလည်းပြန်လဲပြီးတော့သတင်းမပို့တော့ပဲဆက်လက်ပြီးတော့တိမ်းရှောင်နေတာကိုစစ်ကောင်စီကပြန်လဲပြီးတော့သတင်းရရှိထားတယ်လို့သိရပါတယ်တက်မဆက်တဲ့တက်မမှု ဘုံမူကြီးမင်းမင်းထောရဟိုင်စစ်စင်ရေးမှာကြာဆုံးခဲ့တယ်ဆိုတဲ့သတင်းထွက်ခဲ့တယ်။တကယ်ကမသေးပါဘူး။အဲ့ဒါကိုနတ်ဆာကဘက်ကလည်းပြန်လည်ပြီးတော့သတင်းရတယ်။တည်တယ်ဆိုတဲ့သတင်းကိုဘာမှမရှင်းတော့ပဲသူကိုယ်တိုင်လည်းတက်ကိုမပြန်တော့ဘူး။တာချီလိုက်ဗျူဟာမူဘောဟာမှာအယမ်းချမ်းသာပြီးတော့စစ်စင်ရေးအခြေအနေမကောင်းတော့ရအောင်ဂွင်းစင်ပြီးတော့ထွက်ပြေးတာပါလို့စစ်ဘက်ဆိုင်ရာသတင်းအင်းမြစ်ကပြောဆိုထားပါဗျ။ ်တမ၁၁တမမှုမဖြစ်ခင်တာချီလိုက်ဗျူဟာမှုပေါ်ရမှာဘုံမှုကြီးမင်းမင်းထွန်းဟာတရားမဝင်လုပ်ငန်းများစွာနဲ့ပါဝင်ပတ်သက်ခဲ့တယ်လို့သိရပါတယ်အခုလိုပတ်သက်မှုကြောင့်အလွန်ချမ်းသာခဲ့ပြီးတော့တာချီလိုက်မှာထိုင်းဘက်ဝင်တန်းချီတန်တဲ့အင်အားများစွာကိုပိုင်ဆိုင်ခဲ့ကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတင်ဆက်ပေးရမယ့်သတင်းကတော့ကချင်ပြည်နယ်မြေကြီးနားမြို့မှာအေယာဝတီမြေရီကစိုးရိမ်ရေးအမှတ်ထက်6ပေခွဲကျော်အထိရောက်ရှိနေပြီးတော့မြေရီဟာ10ပေကျော်အထိစံချိန်တင်ရေကြီးနိုင်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ဇူလိုင်လ1ရက်နေ့ည9:30မိနစ်အချိန်မှာအေယာဝတီမြေရီတိုင်းထွာချက်များအရအေယာဝတီမြေရီဟာမြေကြီးနားမြို့စိုးရိမ်ရေးအမှတ်1200စင်တီမီတာအထက်1404စင်တီမီတာကိုရောက်ရှိနေတယ်လို့သိရပါတယ်။ပေအားဖြင့်မြေကြီးနားမြို့ရဲ့စိုးရိမ်ရေးအမှတ်ထက်204စင်တီမီတာ 6ပေခွဲခန့်ကျော်အထိရောက်ရှိနေကြောင်းသိရပါဗျ။မြစ်ရိတ်တက်နှုံးဟာတဏှာရီကို2စင်တီမီတာသို့မဟုတ်တလက်မှရေတက်နေတယ်လို့သိရပါတယ်။မြေကြီးနားမြို့မှာ2004ခုနှစ်မှာ ARD မြင့်ရေဟာစိုးရိမ်ရေအမှတ်ထက်ကျော်လွန်ပြီးတော့1408စင်တီမီတာအထိမြင့်ရေမြင့်တက်ခဲ့တယ်လို့သိရပါတယ်။အခု2024ခုနှစ်မှာအဲ့ဒီစံချိန်ကိုထပ်မံချိုးသွားပြီးတော့ ARD မြင့်ရေဟာမြေကြီးနားမှာစိုးရိမ်ရေအမှတ်အထက် 1450စင်တီမီတာအထိကိုရောက်ရှိနိုင်တယ်လို့ခန့်မှန်းထားတယ်လို့သိရပါဗျ။အဲ့ဒီခန့်မှန်းမှုအရဧရာဝတီမြေကြီးဟာမြေကြီးနားမြို့မှာစိုးရိမ်ရေးအမှတ်အထက်250စင်တီမီတာသို့မဟုတ်8.3မှ2.3ပေအထိကိုမြင့်တက်နိုင်တယ်လို့သတိပေးခန့်မှန်းထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ အခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စီးရေးသတင်းနိုင်ငံရေးသတင်းများကိုအချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခင်ဗျာ